အချစ်ရဲ့စွမ်းအားနဲ့ပြောင်းလဲသွားတဲ့မင်းသမီးလေးပိုင်ရာလွန်လေပြီးတဲ့အချိန်ကာလတစ်ခုလုံးကပေါ့ကွယ်တောက်ပလင်းဖြားတဲ့ဆန်နီစကားဆိုတဲ့နိုင်ငံတော်ထဲမှာစူးစမ်းတက်ပြီးမရင်ကျဲတဲ့မင်းသမီးလေးတစ်ပါးနေထိုင်ခဲ့ပါတဲ့ကွယ်သူမရဲ့နာမည်ကတော့ပိုင်ရာလို့ခေါ်ပြီး ဘယ်အရာမဆိုလိုအပ်တာတက်ပို့ပြီးတော့မျော်လင့်တန်တာစိတ်တွေနဲ့ကြီးပြင်းလာခဲ့ရတဲ့ကလေးလေးတယောက်ဖြစ်ပါတယ်။သူမကိုယ်တိုင်အပေါ်မှာတော့အဲ့ဒီမကောင်းမြင်စိတ်ကပိုပြီးကြီးဆိုးနေတဲ့သူမျိုးပေါ့။ပြင်းပြတဲ့ဆန္ဒတွေကြောင့်ဘယင်အစ်ကနစ်နဲ့မိဖုရားရာဒီယာနာတို့ဟာ နေရောင်နဲ့အပြိုင်လှပါတဲ့သမီးတယောက်ကိုပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။ တမဟာမိထောက်လိုစိတ်ထားမျိုးရှိပြီးနေအပူချိန်ထက်ပူလောင်လောနဲ့အလားပိုင်ရှင်မျိုးပါ။ပိုင်ရရဲ့ဘဝဆိုတာစစ်ပွဲမဟုတ်ဘူးလေ။ပိုကျင်နာပြီးနူးညံ့စမ်းမှကွယ်။အကျင်နာတရားဟုတ်လား။အဲ့ဒါကအားပြောတဲ့အရာတစ်ခုပဲအမေ။တမီးကတော့မီးလိုမျိုးစစ်မှန်ခတ်ထန်ပြီးမရင်ပါတဲ့အကျင့်ကိုပဲလက်ခံထားကြင်နာ။တမီးလေးကိုချင်မြန်နိုးကြပါမိမယ်။ ။တွန်မရဲ့ဒေါသမီတွေကြောင့်မိဘတွေဟာအတော်ကလေးကိုမှစိတ်ပြက်နေကြရပါတယ်။ဒါပါလဲဟဲ့။အပေါ်သားတွေကမာထန်နေတာပဲ။ညှက်ထားတဲ့အစာပလာတွေကလည်းထူးမခြားနာနေဟဲ့။ငါ့ကိုအရှက်ခွဲနေကြတာလား။အနူးညွတ်တောင်းပန်ပါတယ်မင်းသမီးလေးခမညာ။ခွေ့ချက်ချင်းဒါတွေကိုအစ်စ်ပြန်လုပ်ပေးထားပါမယ်။နင်လောက်ထားတာနေပါသားသိတယ်နော်။အေးဒီတခါကြကြနာနာတေချာပြင်ဆင်ထား။ဆန်နီစကားနိုင်ငံတော်ဟာ ကြီးပွားတိုးတက်လာခဲ့ပြီးကျွဲဝမှုတွေအရှံပဲရှိကပွဲလန်းတပင်တွေဆိုတာကလည်းကျင်းပလို့ကိုမကုံနိုင်ပါဘူးတဲ့အကူအလုတ်သမားတွေကမင်းသမီးလေးပိုင်ရအနာကနေခြေပွားခပ်ပွားပွားလေးဖိကြသွားနေကြပြီနန်းတွင်ကလူတွေကတော့တက်ဆက်ဆက်တုံရင်နေကြရပါတယ်နိုင်ငံရဲ့အထင်ရှားဆုံးသူရဲကောင်းတွေတောင်မှသူမရဲ့အမျက်ဒေါသကိုစိန်ခေါ်ရန်စတာမျိုးမလုပ်ရဲကြပါဘူး။ အလဲကအလှနှင်းစီတွေကအယောင်အဆင်ပြေမနေဘူး။ငါမှထားတာကကြက်သွေးရောင်တော့အနိခမ်းမိုင်းမိုင်းချင်းမဟုတ်ဘူး။တကယ့်ကိုအလေးအနက်နဲ့ဆိုးရုံမိပါတယ်မင်းသမီးလေး။ကျွန်တော်တို့လေစင်ကြယ်တွေတော်စမ်းမှာငါပြောတယ်လို့ကူးချက်ချင်းလောက်ကြ။အရေးကိစ္စကြီးကြီးမားမားတွေကစားလို့အသေးစိတ်အကြဆုံးအရာတွေအထိမင်းသမီးပန်ရာရဲ့စိတ်ဆက်မှုနဲ့ဒေါသကိုရှောင်လွှဲလို့မရကြဘူးပေါ့ကွယ်။ဒါပါလေလင်းမန်းတစ်ချက်ကိုအလဲမှာထားဖို့အဲ့လောက်တောင်ခက်နေတာလား။ ကြောင်းမှန်ပါတယ်မင်းသမီးလေးကျွန်တော်ချက်ချင်းပြင်ဆင်ပေးပါမယ်ခင်ဗျာတော်တော့အစကနေပြန်လို့နမောနမဲနဲ့နော်ဖြစ်တယ်လို့ပုံစံမျိုးနဲ့ဒီပွဲကိုအဖြက်စီးမခံနိုင်ဘူးတစ်ချက်ကလေးလွဲသွားတာမျိုးဘယ်တော့အသေးမွားကိစ္စလေးပဲဖြစ်ဖြစ်ပိုင်ရအတွက်လေးပွေလိုလှေမြန်တဲ့အမျက်ဒေါသကိုဖြစ်ပေါ်စေတော့တာပါပဲအဲ့ဒီစာရန်အောင်လန်တော်ကကောက်နေတယ်။သွားပြန်ဖြုတ်ချပြီးအစကနေပြန်လုပ်ချေ။ဟုတ်ကဲ့ပါမင်းသမီးလေး။ညီတို့တွေဟာလေဘသူမှမျက်လုံးတွေမရှိကြဘူးလား။ အမေတိုင်းကိစ္စတွေကိုစနစ်တကျဆောင်ရွက်ဖို့အဲ့လောက်တောင်ခက်ခဲနေကြသလားဟမ်။သူမရဲ့တိကျတဲ့ဇန်နှုန်းတွေနဲ့မြန်ဆန်တဲ့ဒေါ်သားတွေဟာသူမရဲ့အရင်နှီးဆုံးအပေါင်းအသင်းတွေကိုတောင်လှစ်လျူရှုမေ့ကြံထားမိတဲ့အထီးပေါ်ကွယ်။မင်းသမီးလေးပိုင်ရာခမညာမင်းသမီးလေးရဲ့အလှဟာတူးရှင်ပြိုင်ပွဲမရှိပါဘူး။မင်းသမီးလေးနဲ့အတူကားခွင်ကလေးများရှင်းနိုင်ပါမလားခမညာ။ ကျောင်းမြတ်ယရနာတွေလိုရောင်စင်လင်းပြားလာတဲ့မင်းသမီးလေးလိုမိမလာလေးရှိနေတာကနိုင်ငံရဲ့ကောင်းချီးချက်တည်းပါပဲဗျာ။ဘာ?ကျောင်းမြတ်ဟုတ်သလား?ငါကအဝေးကနေမြန်နိုးခံနေရမယ့်အစင်တစားတက်တက်ပဲလား။မဟုတ်တာဗျာမင်းသမီးလေးရဲ့။ကျွန်တော်ကထိခိုက်စေဖို့မရည်ရွယ်ပါဘူး။အေးအဲ့ဒါဆိုရင်နောက်တစ်ခါစကားပြောရင်တုံးတုံးနဲ့စကားလုံးတွေကိုတတိထားပြီးရွေးတော့။သူမကကောင်းတဲ့ဘက်ကိုဥတီပြောနေလေအမျက်ထောသားကသူမကိုဇုံလုံးကန်းနေစေတယ်။ ဒါပေမဲ့အဲ့ဒီကြီးပွားတိုးတက်မှုတွေကပဲသူမကိုအကြောက်တရားနဲ့နေထိုင်ဖို့နှီးစက်လာစေတယ်ကွမိလိုလောင်မြိုက်နေတဲ့စိတ်ထားနဲ့သူမဘယ်လိုများဥဆောင်နိုင်မလဲဘယင်ကြီးတို့ဟာသူတို့ရဲ့တမီလေးအတွေ့တောက်ပတဲ့အနာဂတ်တစ်ခုအဖြစ် လုံခြုံစေဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဘယင်ဧကနစ်နဲ့မိဖုရားရာဒီယာနာတို့ဟာ နိုင်ငံတဝန်းကတင့်တော်တဲ့သူတွေကိုဖိတ်ကြားပြီးခန်းနာတဲ့ပွဲတော်ကြီးတစ်ပွဲကိုကျင်းပစီစဉ်ခဲ့တာပေါ့ကွယ် အဝေးတနေရာကမင်းသားတွေမြင့်မြတ်တဲ့မျိုးဆက်တွေကဆင်းသက်လာကြသူတွေဟာမင်းသမီးပိုင်ရာနဲ့ရွှေလက်တွေပေါ်အလွန်အင်မတန်စိတ်အားထက်သန်နေကြပါပြီမင်းသမီးလေးပိုင်ရာရဲ့မင်းရဲ့ဝတ်စုံလေးဟာအာယုံဦးမနဲ့ခင်းလို့လှပနေတယ်နင်ကငါ့ကိုအယောင်မရှိဖျောက်တော့နေတယ်ဆိုပြီးနှိုင်းရှင်ပြီးအကြံလာပေးနေတာလားဥယျာဉ်ထဲမှာလမ်းလျှောက်ထွက်ဖို့ဆန္ဒလေးများရှိသလားမင်းသမီးလေးပိုင်ရာခမညာလမ်းလျှောက်မယ်ဟုတ်လား ငါမှငါ့အချိန်ကိုအတုံးချပြီးအဲ့ဒီထက်ပိုကောင်းတဲ့အရာတခုခုလုပ်ဆရာမရှိဘူးလို့နင်ထင်နေတာလားငါဒီနေ့ခြေလန်းတသိန်းလောက်ရှောက်ထားပြီးပြီကျေးဇူးအရင်တင်ပါတယ်နော်ဘယ်မင်းသားနဲ့မှအစင်မပြေတဲ့အစုံ အားလုံးဟာခေါင်းငိုက်ဆိုင်လှဲ့ထွက်သွားကြလေတော့တာပေါ့ကွယ်မင်းသမီးလေးရဲ့တွေ့ရှင်မရတဲ့အလားတရားစီမှာကျွန်တော်ရဲ့အောင်ပွဲကိုမြှောက်နှံပါတယ်ခမညာနေလုံးနိုင်တာဒါအကုန်မဲလားထွင်းထူထတာကမညီမညာနဲ့အဆုံးတွေပုတ်တိုက်ထတာကလည်းညံ့ပြင်းလိုက်တာမင်းသမီးခမညာ ဒါဘာဖြစ်ဖြစ်အထိမ့်မဲ့တခုသာဖြစ်ပါတယ်။တာမန်အထိမ့်မဲ့လားဟမ်အတွေ့အော်အမျော်မြင်မရှိတဲ့တခုခုကိုငါလက်ခံမယ်လို့နင့်ထင်နေတာလား။မင်းကြီးခမလက်ထက်ထိမ့်မြခြင်းကမင်းသမီးပိုင်ရာအတွက်တခုတည်းရှိတဲ့လမ်းကြောင်းမဟုတ်ပါဘူး။သူမရဲ့တာဝန်နဲ့တိုးတက်မှုအပေါ်သာသူမအာရုံစိုက်ပါစေလေ။စစ်မှန်တဲ့လမ်းကြောင်းအတွက်အချိန်ကသာစကားပြောပါလိမ့်မယ်။အင်းမင်းပြောတာလည်းဖြစ်နိုင်တာပဲမက်ဆီမော်ကြီး။ကျယ်ရီကိုချိန်ညှိဖို့တွန်းအားပေးတာကဟန်ချက်ညီမှုကိုရရှိဖို့ခက်ခဲတယ်နော်။ ဒါဖြစ်ရင်ငါတို့စောင့်ရမှာပေါ့လေ။တူမရဲ့ကိုပိုင်ပျော်ရွှင်မှုကို ရှာတွေ့နိုင်မှုပဲငါဆူတောင်းမိတော့တယ်။တူမကတော်ပါတဲ့အစ်ကနစ်ရဲ့တန်ပါတယ်လှပါတယ်အဲ့ဒီဒေါသစိတ်ကလေးကပဲလူတိုင်းအတွက်ကြောက်ဖို့ကောင်းနေတာပါ။တော်ဝင်ဇနီးမောင်နဲ့ဟာသူတို့သမီးရဲ့အနာဂတ်အတွက်သာမက အချစ်ဆိုတာမသိတဲ့သူမရဲ့နှလုံးသားအတွက်ပူလောင်တော့ကရောက်ရမယ့်အဖြစ်အတွက်ကိုပါစိုးရိမ်ခဲ့ကြပါတည်း။ ဆန်နီစကာနိုင်ငံရဲ့အကြောင်းကံမလာတဲ့လက်တွဲပေါ်ရွေးချယ်ပွဲအပြီးလရီကြာမြင့်သွားကြတာပေါ့အဲဒီအချိန်မှာရိုသားပြီးအမျော်မြင်ရှိသူဘရင်အယ်ဒါအုပ်ချုပ်ပြီးငြိမ်သက်အေဂျန်နေတဲ့ရီဘာဘန်နိုင်ငံကနေဖိတ်ကြားလွှာတစောင်းရောက်လာခဲ့ပါတယ်။ဒါကအခွင့်အရေးဖြစ်လာနိုင်တဲ့အိဂနစ်ရေပိုင်ရာကိုပို့လိုက်ကြစို့ဘရင်အယ်ဒါရဲ့ညံရင်နဲ့ကြက်တီရှိမှုတွေကိုသူမတင်ယူလို့ရနိုင်လိမ့်မယ်။အဲလိုနဲ့ ဒေါသကြီးတဲ့မင်းသမီးလေးပိုင်ရာတယောက်ရေဘာဘန်နိုင်ငံအထိထွက်လာခဲ့ပါတယ်။ဒါကရှင်တို့လုံနိုင်တဲ့အကောင်းဆုံးကြိုဆိုမှုလား။ဘင်ခရာတို့ကော်စောနီတို့တောင်မပါဘဲပေါ့လေ။သူမဆရောက်ကလေးကပိုင်ရာရဲ့ဒေါသစိတ်ဟာအေးစိတ်ငြိမ်သက်လွန်တဲ့ရဲရိုက်ထဲမှာတိတ်ပြီးအသာမကြာခဲ့ပါဘူး။ဒီခန်းကလည်းငါဝေစားကန်တက် တောင်သေးနေတယ်။ဒီမှာငါနေဖို့တော့သေစာပေါက်မမြော်လင့်တော့ပါဘူးနော်။ဒါကျမတို့ရဲ့အကောင်းဆုံးဧည့်သည်အခန်းမှာမင်းသမီးပါရာ။ အကောင်းဆုံးဟုတ်လားဒါငါ့ကိုစော်ကားလိုက်တာပဲဒါကိုပြင်ရင်ပြင်မဟုတ်လို့ကတော့နင်တို့ဘယင်စီကိုငါကိုယ်တိုင်သွားပြောမယ်ဘယင်အယ်ဒါရဲ့ဂျင်နာမှုနဲ့နေသားတကြရှိနေကြတဲ့ရေဘာဘန်က အလုတမားတွေဟာပိုင်ရာရဲ့တောင်းဆိုမှုနဲ့နှုတ်သွက်ရှာသွဲအကျင့်တွေကို ထိတ်လန့်ခဲ့ကြပါတယ်ဒီကိစ္စတွေကို သူတို့ဘယင်စီ ဖွဲ့ဖွဲ့လင်းလင်းရှောက်တင်ကြတာပေါ့အိမ် ကြည့်ရတာမင်းသမီးပိုင်ရာကငါတို့ရဲ့ငြိမ်သက်နေတဲ့ရေပြင်ပေါ်ကိုမီးစယူလာတယ်လို့ပါပဲလား။ငါသူမနဲ့တွေ့ဖို့အချိန်ကျလာပြီလို့ထင်နေ။မင်းသမီးပိုင်ရာရေစိုးရင်စရာကိစ္စလေးတွေရှိနေတယ်လို့ကြားခဲ့ရပါတယ်။လက်ဖက်ရည်တောင်းရင်စကားလေးပါလေပြောလို့ရနိုင်မလားလို့ပါ။စကားပြောမယ်။စမနဲ့လား။ဒါပေါ့ငါမင်းရဲ့အမြင်ကိုတန်ဖိုးထားပါတယ်။ဘယင်အယ်တာရဲ့တည်ငြိမ်တဲ့အမှုရာဟာပိုင်ရာရဲ့အမျက်ဒေါသကိုပြက်ပြဲသွားစေခဲ့ပါတည်း။ သူမရဲ့ဒေါသကိုမထုတ်လို့မိခင် တွန့်ဆုတ်သွားမိတာကလည်းဒါဟာပထမဆုံးအကြိမ်ဖြစ်ခဲ့ပါတယ်။ဖြောပြတဲ့သူတွေအတွက်ဆင်းမြင်းကသေးလို့နဲ့နော်။တာမယ်လို့ပုံပေါက်နေတယ်။ပွဲတော်ကိုခန်းခန်းနာနာမချင်းမသိမ့်ဘူးလား။စိတ်ဝင်စားစရာတွေ့ရှိမှုပါပဲ။ပြောပါမင်းသမီးလေးမင်းဘာကိုထပ်ပြဖို့အကြံပေးချင်ပါသလဲ။ပိုကြည့်ရမှာကတော့အသေးချပေါ့။ပိုကျဲပြီးမြင့်တာမျိုးအာယုံဆုဆိုင်မှုရမယ်ရွှေရောင်ခန်းစီအမိုးကာနဲ့တိုင်လုံးတွေပေါ့။ ရွှေရောင်လိုက်ကာတွေကတော့တေချာပေါက်စိတ်ဝင်စားမှုကိုဖန်ဆားနိုင်မှာပါပဲ။ဒါပေမဲ့ပိုကြီးကျယ်တဲ့ဆင်းမင်းကတရုတ်ပြဖြောပြမှုတွေကိုလွှမ်းမိုးသွားနိုင်တယ်လို့ရောမထင်ဘူးလား။တမင်ဖန်ပြယုံတက်တဲလို့ပြောချင်တာ။ကျမအဲ့လိုမတွေးမိဘူး။ဖြစ်နိုင်တာကတော့ရှင်ပြောတာဟုတ်မှာပါ။တခါတလေနည်းနည်းလေးတွေက စကားအများကြီးပြောတယ်မင်းသမီးလေး။ရှင်ဥယင်ကတားရပါတယ်။ဒါပေမဲ့ဆန်နီစကာလိုခန်းနာမှုမျိုးတော့လစ်ဟာနေတယ်။ရေပန်းတွေရွှေရောင်ပပုတ်ရုပ်တွေတို့ဘာလို့မရှိသေးဘူးလေ။ငြိမ်သက်နေတာပဲ။ ။ညင်တဲ့ချင်းကိုတခါတလေနားလည်မှုလွဲတတ်ကြတယ်။တော်တော်များများချင်းကြတာကအားနေပြီးအထင်ကရမဖြစ်ဘူးလို့ပေါ့။ဒါပေမဲ့ဒါကငါတို့ရှာတွေ့ထားတဲ့တအားစာတာဖြစ်ဖြစ်ညင်တဲ့အေးချမ်းမှုတစ်ခုပဲ။ဒီကြောက်တုံးဟာတွန်းအားတစ်ခုကြောင့်ပုံစံကျနေတာမဟုတ်ဘူး။ရေရဲ့ညင်တာနူးညံ့တဲ့ပုတ်တိုက်မှုကြောင့်ပဲ။အမကျောဆုံးအစုံအပြားအချုံထက်တွေကိုတော့မှနူးညံ့စေတဲ့စမ်းချောင်းရဲ့ငြိမ်သက်တဲ့ခွန်အားကြောင့်ပေါ့။ဒါပေမဲ့ခွန်အားဆိုတာအာနာပဲလေ စိတ်ဝင်စားမှုရဖို့အမိန်ပေးတာပုံစံသွင်းတာတို့မှာရှင်မြင်းတဲ့အတိုင်းကဘာကြီးကအံဝင်ခွင့်ချဖြစ်နေပါမလားအာနာဆွမ်းအားဆိုတာသူ့နေရာနဲ့တူရှိတယ်မင်းသမီးလေးဘယ်အချိန်မှကင်တွယ်အုပ်ချုပ်မယ်လှွတ်ချအနာပေးရမယ်ဆိုတာကိုသိဖို့ကလည်းဟန်ချက်ညီမဖြစ်မှာပေါ့ဟွန်းညီမမို့ပေါ့လေမင်းမင်းကြီးခမကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်ပေါ်ဆမှုတွေခွင့်လွှတ်ပေးပါခမဘာမှမထိခိုက်သွားပါဘူးကွာဒီလိုတွေကဖြစ်တတ်ကြတာပဲအတက်ဝဝရှူအောင်ဆွပြုတ်လေးတပွဲပဲကို ဆွပြောက်လေးတပွဲပဲကိုတဲ့ပိုကြီးတဲ့ပုံရိပ်တစ်ခုကို ဖုံးသွားစေတဲ့ဒေါသကိုလွတ်ပေးဖို့ကလွယ်တယ်။စိတ်ရှည်မှုပဲ။မင်းသမီးလေးဒါကကိစ္စအလုံးနဲ့မှမကြာခဏဆိုသလိုဆွမ်းအားအကြီးဆုံးဖြစ်နိုင်တယ်။တုံးရဲ့ကြော်လာချိန်မှာတော့ဘယင်အဲထာရဲ့စိတ်ရှည်မှုနဲ့တွေးခေါ်တတ်တဲ့အမှုအကျင့်တွေကမင်းသမီးလေးအပေါ်လွှမ်းမိုးလာခဲ့တာပေါ့ကွယ်။သူကသမီးတွေ့ဘူးတဲ့သူတွေနဲ့မတွေ့ဘူးအမေ။သမီးတော့သူ့ကိုသဘောချနေပြီလို့ထင်တာပဲ။ ဘယင်အဲလ်တာကငါသမီးအတွက်အတော်ကလေးအထင်ကြီးစေခဲ့ပြီပေါ့လေဟုတ်သလားဘိုင်ရာကသူ့မရဲ့ခေါင်းလေးကိုအသာအယာနှိမ့်နေခဲ့ပါတယ်ဘယင်အဲလ်တာကဘိုင်ရာရဲ့မျက်နှိုးလေးစားမှုကိုရနိုင်စူးစမ်းစရာတွေပေါ်ထောင်ရှိနိုင်သေးတယ်ရီဘာဘန်နဲ့မိဖက်နိုင်ငံဖြစ်တာကငါတို့နှစ်နိုင်ငံစလုံးတွေအင်အားကြီးလာစေမယ်လက်ထပ်ပေးဖို့လားအဲ့လိုပြောတာလားဟုတ်တယ်ရီဘာဘန်စီတန်တမန်ဆေလွတ်ကြဆိုကွာ ်ငါရဲ့ဂျေဇုတင်စကားကိုဘရင်အစ်ကနစ်နဲ့မိဖုရားရာဒီယာနာစီရှောက်တင်ပေးပါမင်းသမီးပါရာကတာမန်ထက်ပိုထူးကြပါတယ်ဒါပေမဲ့ငါရှာနေတဲ့လက်တွဲပေါ်ပုံစံမျိုးသူမနဲ့ကမကိုက်ညီဘူးဒါကြောင့်ဒီကမ်းလန်းချက်ကိုငငင်းပယ်မှဖြစ်မယ်အယ်ဒါရဲ့ပြန်စာတွေကစကားတွေကိုဖတ်ရင်သူမဘဝမှာ ပထမဆုံးအနေနဲ့ညင်းဆန်မှုတစ်ခုကိုရင်ဆိုင်ခဲ့ရတာပေါ့သူငါ့ကိုညင်းလိုက်တာပေါ့အံ့ဩမြင့်တက်သွားပြီမေအခုဆိုရင် နှိမ့်ချတက်လာတဲ့ပိုင်ရာဟာသူမရဲ့လုံရက်တွေကိုကွက်ကွက်ကွင်းကွင်းမြင်ရောင်လာခဲ့ပါတော့တယ်။ငါကမတွေးခေါ်တတ်ပဲမျက်ကွယ်ပြုတ်မိခဲ့တာလား။နောက်နေ့တဲ့အစာပြုတ်တဲ့အချိန်မှာတော့ပိုင်ရာကသူမရဲ့ရွေးချယ်မှုကိုစတင်ခဲ့ပါတယ်။မိဘချောင်းကိုအခုထက်ပိုအဆင်ပြေအောင်လုပ်ဖို့ဘသူသိကြလဲ။မင်းတို့အားလုံးကိုငါလေးစားပါတယ်။သူမတခါကစူပူခဲ့ဘူးတဲ့အပားစေမင်းကလေးနာကို ပိုင်ရာက ခြေကန်လိုက်ပါတယ်။ ငါမင်းကိုတောင်းပန်စရာအကျွေးတင်နေတာအဲ့လိုပုံစံနဲ့ပြောဆိုဆက်ဆံခဲ့မိတာငါမားသွားပါတယ်မင်းဟာဒီနန်းတော်ကိုဂုံချက်တည်းတင့်တယ်အောင်အလုပ်ကျွေးပြုတ်နေသူပဲလေမင်းတို့အားလုံးပေါ်ငါမမျှတခဲ့ဘူးငါဒေါသကလွဲမားခဲ့တယ်ငါမင်းတို့ကိုဆက်ဆံခဲ့မိတဲ့ပုံစံတွေအတွက်ငါတကယ်နောင်တရမိပါတယ်ငါတောင်းပန်တာကိုလက်ခံပေးကြပါနော်ကျေးဇူးတင်ပါတယ်ဒါကငါရဲ့ကျေးဇူးတင်တတ်မှုအနေနဲ့အထိတ်မှတ်ပေါ့မင်းတို့ရဲ့ပေးဆက်မြုပ်နှံမှုတွေကြောင့်ဆန်နီစကာနိုင်ငံဟာတောက်ပနေတာပါ ပြောင်းလဲပြစ်ဖို့ဆုံးဖြတ်လိုက်တဲ့မင်းသမီးပိုင်ရာဟာသူမရဲ့အတိတ်ကအမားတွေကိုတတ်တိနဲ့နှင်းချတတ်တဲ့စိတ်ထားကိုလက်ကင်ထားရင်ရင်ဆိုင်ခဲ့ပါတယ်။သူမရဲ့ဂျင်နာမိုးဟာဒေါသနေရာမှာအစာထိုးဝင်ရောက်ခဲ့ပြီးတခဏချင်ပါတယ်။မကြေချမ်းမှုတွေနေရာမှာလေးစားမြန်နိုးမှုကနေရာယူသွားခဲ့တာပေါ့ကွယ်။ပိုင်ရာရဲ့ပြောင်းလဲမှုဟာ နေရအနှံ့ကျဲကျဲပြန့်ပြန့်ကိုတည်သွားခဲ့ပြီးရေဘာဘန်နန်းတို့အထိတည်င်းမွေခဲ့ပါတည်းလရီအတော်ကြာသွားပြီတဲ့နော်ဘရင်အယ်ဒါတက်ရောက်လာခဲ့တဲ့တန်တမန်ရေးရာကိစ္စပွဲ အခမ်းအနားတစ်ခုကိုဆန်နီစကာကကျင်ပခဲ့ပါတယ်။ဧည့်သည်တွေကိုနှွေးနှွေးထွေးထွေးကြိုဆိုနေတဲ့ပုံစံဟာပိုင်ရာရဲ့ပြောင်းလဲမှုတက်သေးပါပဲ။တန်မကြီးဟယ်လီယန်ရှင်ဆန်နီစကာမှကြိုဆိုပါတယ်နော်။ အခုလိုတက်ရောက်ပြီးတာဝမ်းမြောက်ဂုဏ်ယူမိပါတယ်ရှင်။လာရလန်းခီရောတာယာဖြောင်မြူးခဲ့ပါရဲ့လားရှင်။အတေးချပါပဲမင်းသမီးလေး။ Sunny Sky ရဲ့ပြူငါဖော်ရွင်မှုကတွေ့ရှင်ပွဲမရှိပါဘူး။ Sunny Sky ကနေကြိုးဆိုပါတယ်ရှင်။ဒီမှာအားလုံးကမိတ်ဆွေတွေပဲဆိုတော့ရှက်ဖို့မလိုပါဘူးနော်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။မင်းသမီးလေးရစီကိုဒီလိုတက်ရောက်ခွင့်ရလို့ဂုဏ်ယူမိပါတယ်။မင်းသမီးလေးရေ စားပွဲအတွက်အချိုးပွဲပြက်သွားလို့မီးဘိုကန်ထဲမှာအပြက်စီးတွေရှိနေတာကြောင့်အချိုးပွဲဖန်းကတော့အဆင်မပြေနိုင်တော့ပါဘူး။ရပါတယ်အဆင်ပြေပါတယ်။ငါတို့ကြံဖန်ကြည့်ကြတာပေါ့။ရိုးရိုးရှင်းရှင်းနဲ့တင့်တယ်မဲ့တကူကူလုပ်ဖို့ဥယျာဉ်ထဲကအတိလက်ဆက်တာတွေကိုခူးလိုက်ပါ။ဗယံမရာဆံမိုးတွေကိုကြုံတွေ့တိုင်းမင်းသမီးပိုင်ရာရဲ့တင်းငိမ့်တဲ့ပုံစံဟာအခုဆိုစနစ်ကျတဲ့အမိတ်နဲ့ယုံကြည်မှုကိုစောင့်ခြင်းပေးခဲ့ပါတော့တယ်။မင်းကြီးတို့တမီးတော်ရဲ့တိုးတက်မှုကတော့အတိမတ်ပြုတ်ထိုက်ပါပြီတဲ့ခင်ဗျာ။ ဂယုနာခွန်အားရီနဲ့သူမရဲ့ဒေါသမီကိုငိမ့်တက်သွားခဲ့ပြီဆန်နီစကာအနေနဲ့ဂုံယူတင်တာပါပဲဘယင်အယ်ဒါရေဆန်နီစကာမှာရှင့်ကိုတွေ့ရတာကျဉ်းနှုံးမိတယ်ဆန်နီစကာကအတောက်ပဆုံးမီးတောက်လေးရဲ့ရင်ခွင်မှာခွန်လုံခွင်ရတဲ့ကိုကမှ အခွင့်ထူးခံမှာမင်းသမီးလေးပိုင်ရာရေငါကမင်းတိုးတက်လာတာကိုစောင့်ကြည့်နေခဲ့တာပါတခုခုထူးခြားကွဲလဲသွားတာမျိုးမဟုတ်ပဲမင်းရဲ့ပုံစံအစ်စ်ကိုပြောင်းလဲသွားတာမျိုးပေါ့ကွာမင်းရဲ့ဒေါသမီကိုနှိမ်နှင်းခဲ့တာကအခုဆိုရင် အလင်းတန်းလေးလိုတောက်ပစေခဲ့ပြီနော် အပူရေဟာနှွေးထွေးမှုဖြင့်ရောက်ရှိလာခဲ့တယ်။ငါရဲ့လက်ကျန်နေရတွေမှာအတူမျှဝေဖို့ဆန္ဒရှိမိတဲ့အလင်းရောင်လေးကမင်းမပဲ။ငါရဲ့မိဖုရားဖြစ်ပေနိုင်မလားယင်။ရှင်ကသာကျမရဲ့ဂုံယူစရာပါအဲဒါယေ။ကျမရဲ့အပြောင်းလဲအတွက်ရှင်ဟာဘိတုကာစရာတယောက်လိုပါပဲ။ရှင်ရဲ့အေးစေးတည်ငြိမ်မှုနားလည်မှုနဲ့စိတ်ရှင်မှုရဲ့စွမ်းအားကိုတင်ပြပေးခဲ့ပါတယ်။လက်ခံပါတယ်။ကျမရဲ့စိတ်ရင်းတွေကိုဒီလက်ထပ်ခွင့်ကို လက်ခံပါတယ်ရှင်။ဆန်နီစကာရဲ့ဒေါသကြီးတဲ့မင်းသမီးလေးနဲ့ ရေဘာဘန်ရဲ့အေးချမ်းလာသူဘယင်ကြီးတို့ရဲ့အချစ်ဇလန်းဟာခေတ်တည်းတစ်ခုအဖြစ်အောင်းမေ့ဖွယ်ဖြစ်ခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့အဆန့်ကျင်ဘဲပုံစံတွေဟာလိုက်ဖက်ညီတဲ့တဟဇာတာဖြစ်မှုကိုတိဆောက်ယူနိုင်ခဲ့ပါပြီ။နောက်ဆုံးမှာတော့ချစ်သူနှစ်ဦးဟာ တေးတပန်တက်တဆုံပျော်ရွှင်စွာ ပေါင်းသင်းနေထိုင်သွားခဲ့ကြပါတော့တဲ့ကွယ်။